်မင်္ဂလာပါခင်ဗျာအခုဒီဗီဒီယိုမှာကျွန်တော်မျှဝေသွားမယ့်အကြောင်းအရာလေးကတော့ Gmail account တစ်ဖွင့်တဲ့နီးလေးနဲ့နောက်တစ်ခုက YouTube channel ကိုကိုကိုတိုင်ဘယ်လိုမျိုးဖွင့်ရမလဲဆိုတဲ့နီးလေးကိုကျွန်တော်ကမျှဝေသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့က Gmail account တစ်တစ်ခုဖွင့်လိုက်မယ်အဲ့ဒီအတွက်ကျွန်တော်တို့က Gmail ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ဒါကတော့ကျွန်တော်ယခုလက်ရှိ login ဝင်လာတဲ့ Gmail account ပေါ့နော်ဆိုတော့ကျွန်တော်ထောက်ပြတဲ့နေရာလေးတစ်ချက်နှိပ်မယ် profile ပုံလေးကို โอเคဒီ assignment ကိုရရှိလာပြီဒီ assignment မှာတော့တငယ်ချင်းတို့အနေနဲ့ကို login ဝင်လာတဲ့ Gmail ရှိတယ်ဆိုရင်အဲ့ဒီ Gmail တွေပေါ်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကအခု account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်အခုထောက်ပြတဲ့ဒီ add another account ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ assignment ကိုရရှိလာပြီဆိုရင်ကျွန်တော်တို့ကဒီအပေါ်ဆုံး point ဖြစ်တဲ့ Google ဆိုတာကိုတစ်ချက်ထပ်နှိပ်လိုက်ပါ ဒီညမှာကိုဖုံလော့ကိုဖွင့်ပေးလိုက်ပါနော်။ Okay ဒီဆာမင်နာရောက်ရှိလာ။ဒီဆာမင်နာကိုရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့က account တစ်ဖွင့်မှာဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ create account ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်နော်။ပြီးရင်အောက်ဆုံး point ဖြစ်တဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီ point လေးနော်ဒီ point လေးကိုတငယ်ချင်းတို့ကရွေးပေးလိုက်နော် Okay ဒီစာမျက်နှာရရှိလာဒီစာမျက်နှာမှာတော့ကျွန်တော်တို့ point 2 point ရှိတယ်ပထမ point first names နေရာမှာတစ်ချက်ထောက်မယ်ပြီးရင်ကိုကကိုရဲ့ပေးချင်တဲ့ name ကိုထည့်လိုက်ပါတော့ကိုပေးချင်တဲ့အမည်ကိုထည့်လိုက်ပါကဲရွေးတငယ်ချင်းတို့ရဲ့အမည်က၃လုံးဖြစ်တယ်ဆိုတော့အပေါ်မှာ၂လုံးအောက်မှာ၃လုံးထည့်ပေးပါတော့ဆိုတော့ပြီးရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ name ဆိုတာကိုတစ်ချက်နှိပ်သွားလိုက်ပါ โอเคဒီ basic information ဆိုတဲ့ seminar ရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့မွေးနေ့တက်ကလေးကိုထည့်ပေးရမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီဒီညလေးနော်ဒီညလေးတွေကိုနှိပ်ပြီးတော့ကျွန်တော်တို့မွေးနေ့တက်ကလေးကိုထည့်ပေးလိုက်ပါโอเคလာနေရမှာကျွန်တော်တို့ yes နေရမှာပြီးရင်ကျွန်တော်ခုနှစ်ပြီးရင်ဒီအောက်ဒီအောက်က point လေးနော်အဲ့ဒီ point လေးကိုတကယ်ချင်းတော့တစ်ချက်နှိပ်လိုက်ပါ ြီးရင်ဒီမှာတငယ်ချင်းတို့ကကိုကမိန်ကလေးဆိုရင်ကျွန်တော်တို့ female ဆိုတာကိုရွေးပြလိုက်ပါအကယ်၍ယောက်ျားလေးဆိုတော့ male ဆိုတာကိုရွေးပြလိုက်မယ်ပြီးရင်ကျွန်တော်တို့အောက်မှာရှိနေတဲ့ name ဆိုတာကိုဆက်သွားမယ်โอเคဒီအဆင့်ရောက်ရှိလာပြီဆိုရင်ကျွန်တော်တို့ show your gmail address ဆိုတဲ့ဒီအဆင့်ရောက်ရှိလာပြီဆိုရင်တကယ်ကျွန်တော်ဒီထဲမှာကိုကကြည်လိုက်เนาะအပေါ်မှာသူပေးလာတဲ့ gmail ကို ကြိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုက်တဲ့ជីမျိုးယူလိုက်ပါအကယ်၍ကိုကမကြိုက်ဘူးကိုစိတ်တိုင်းကြဖန်တီးရှင်းတယ်ဆိုရင်တော့ကျွန်တော်ထောက်ပြတဲ့အခုအောက်ဆုံး point လေးကိုတငယ်ချင်းတို့ကတစ်ချက်နှိပ်လိုက်ပါနော် Okay ပြီးရင်တငယ်ချင်းတို့ကဒီမှာကိုပေးရှင်းတဲ့အမြူပေးလိုက်ပါနော်ကျွန်တော်ကဖြိုးဝေဦး1988နောက်တစ်ချက်တလုံးထပ်ထည့်လိုက်မယ်နော်โอเคဆိုတော့ကျွန်တော်နှိပ် ဆက်သွားလိုက်မယ်နေနေနဲ့ဆက်သွားလိုက်မယ်เนาะโอเคဆိုတော့ကျွန်တော်တို့မရအောင်เนาะသူမပေးဘူးဒီ Gmail ကိုမပေးဘူးဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့โอเคနံပါတ်လေးပြောင်းကြည့်လိုက်မယ်ပြီးရင်ကျွန်တော်နေဆက်သွားလိုက်မယ်မပေးဘူးเนาะပြီးတော့ကျွန်တော်တို့နောက်တစ်ခါထပ်ပေးကြည့်လိုက်မယ်နေဆက်သွားမယ်โอเค ဒါဆိုတော့ကျွန်တော်ရပြီဒီနေရာမှာတော့တကယ်ကျွန်တော်ကကိုပတ်ဆက်လေးထည့်ပြရမှာဖြစ်တယ်အဲ့အတွက်ကိုပေးတဲ့ပတ်ဆက်ကူတော့မှတ်ထားပါတော့ဆိုတော့ကျွန်တော်ပတ်ဆက်ပေးကြည့်လိုက်မယ်โอเคပြီးရင်ကျွန်တော်တို့ပတ်ဆက်ကူပေးလိုက်မယ်ပတ်ဆက်ကူတော့အနည်းဆုံး10လုံးလောက်တော့ပေးပါတော့โอเคပြီးရင်ကျွန်တော်နှိပ်ဆက်သွားလိုက်မယ်โอเคကျွန်တော်ဒီမှာနော်ဒီမှာကြည့်ကြည့်ပါ ဒီမှာတော့ကျွန်တော်တို့ Gmail account တစ်ခုရလာပြီပြီးရင်ကျွန်တော်ကအောက်မှာရှိနေ name ဆိုတာကိုကျွန်တော်တို့ထပ်သွားမယ်ပြီးရင်ဒီအဆင့်ရောက်ချီလာပြီကျွန်တော်တို့အပေါ်ဆက်တင်လိုက်မယ်ပြီးရင်ဒီအောက်မှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီ point လေးနော် agree ဆိုတာလေးကိုတစ်ချက်နှိမ့်လိုက်ပါခဏတိခံပြီးစောက်ပြီးပဲနော်ခဏလေး โอเคပြီးရင်ကျွန်တော်တို့က profile ပုံနှိပ်လိုက်မယ်ပြီးရင်ကိုကိုနာကကိုဖွင့်ခဲ့တဲ့ Gmail ကိုကျွန်တော်ရွေးပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့ Gmail account တက်ရသွားပြီကျွန်တော်ပြန်ဝင်ကြည့်လိုက်မယ်เนาะโอเค Gmail account တက်ရသွားပြီဆိုရင်ဒါကကျွန်တော်တို့ Gmail account တက်ဖွင့်တဲ့အစင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဆက်သွားမှာက YouTube channel ဖွင့်မှာအဲ့တော့ကျွန်တော် YouTube ထဲဝင်လိုက်မယ်โอเคအခုလိုမျိုး YouTube တဲ့ရောက်ရှိလာပြီဆိုရင်တငယ်ချင်းတို့က ီမှာနော်အခုလိုမျိုးကျွန်တော်တို့ YouTube တွေရောက်ရှိလာပြီဆိုရင်တကယ်ရင်တော့ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီမှာနော် setting ဆိုတဲ့အဲ့ဒီ icon လေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ sip account ဆိုတာလေးကိုတကယ်ရင်တော့ထပ်နှိပ်မယ်ပြီးရင်တငယ်ချင်းတို့ကကို channel ဖွင့်မဲ့ ြည်မီးကိုရွေးလိုက်ပါတော့ကျွန်တော်ကတော့ဒီမှာခုနကဖွင့်ထားတဲ့ကြည်မီးကိုကျွန်တော်ရွေးပေးလိုက်မယ်ဆိုတော့ဒီမှာနော်ခုနကကျွန်တော်ဖွင့်ထားတဲ့ကြည်မီးအစ်စ်အဲ့ဒါကိုကျွန်တော်ရွေးပေးလိုက်မယ်နော်ဆိုတော့ကျွန်တော်တို့ကိုသုံးမဲ့ကြည်မီးကိုရွေးလိုက်မယ် Okay ဒီအဆင့်ရရှိပါတယ်နော်ဒီအဆင့်ရရှိသွားပြီဆိုရင်ကျွန်တော်တို့ကဒီအဆင့်ရရှိလာပြီဆိုရင်ဒီမှာနော်ဒီအောက်မှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ယူဆိုတဲ့နေရာလေးနှိမ့်လိုက်မယ် โอเคဒီဆာမင်နာရောက်ရှိလာဒီဆာမင်နာကိုရောက်ရှိလာဆိုတော့ငွေချင်းတို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီညာလေးနော်ဒီညာကြီးမှာငွေကြည့်ကြည့်ပါ create a channel ဆိုတာလေးရှိရနော်အဲ့ဒါလေးတစ်ချက်ထပ်နှိမ့်လိုက်မယ်โอเคအခုလိုမျိုးလေးပေါ်လာမယ်ဒီလိုမျိုးပေါ်လာဆိုတော့ငွေချင်းတို့ကဒီမှာရှိနေတဲ့အခုကျွန်တော်ထောက်ပြတဲ့ဒီမှာနော်ခဲတံပုံလေးနဲ့အဲ့ဒီညာလေးကိုငွေချင်းတို့တစ်ချက်နှိမ့်လိုက်ပါ ီးရင်တကယ်ချင်းတော့ကဒီထဲမှာရှိနေတဲ့ name ကိုနမည်ကိုဖြတ်လိုက်ပါတော့ပြီးရင်ကို YouTube channel ဖွင့်ချင်တဲ့အမည်ပေါ့နော်အဲ့ဒီအမည်ကိုတကယ်ချင်းတော့ပေးလိုက်ပါโอเคပြီးရင်ကျွန်တော်တို့ကဒီအပေါ်မှာရှိနေကို save ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်เนาะကိုပေးရှင်တဲ့အမြူပေးပြီးတော့ဆိုရင်တကယ်ချင်းတို့ကဒီမှာ save ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ နိုင်နော်နားလေโอเคပြီးရင်ကျွန်တော် save ဆိုတာနှိပ်လိုက်မယ်နားလေနော်ပြန်သွားမယ်ပြီးရင်ဒီမှာချိနေတဲ့ save ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်အာ sorry နော်နားလေ save ဆိုတာနှိပ်လိုက်မယ်โอเคဒီမှာကြည့်ကြည့်နော်တကယ်ချင်းတို့ကြည့်ကြည့်ဒါဆိုရင်တော့ဒါကကိုယ့်ရဲ့ channel name ပေါ့နော် channel ရဲ့အမည်ပါ နောက်တစ်ခုကဒီအောက်မှာရှိတယ်เนาะဒီအောက်မှာရှိနေတဲ့ဒီအခုကျွန်တော်ထောက်ပြတဲ့နေရာလေးမှာတငငချင်းတို့ပြောင်းချင်တယ်ဆိုရင်ခုနကလိုပဲဒီနေရာလေးကိုတစ်ချက်ထောက်လိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာမရအောင်เนาะမရအောင်ဆိုရင်ကျွန်တော်တို့ခဏစောင့်ပြလိုက်မယ်မရသေးဘူးเนาะ အဲရရရတယ် okay အခုလူမျိုးလေးကျွန်တော်တို့သူ့ဘက်ကပေးတယ်ဆိုရင်ဒီလူမျိုးလေးเนาะချက်ကမတ်အစိမ်းရောင်လေးနဲ့ကျွန်တော်ပေါ်လာလိုက်မယ်အဲ့တော့ပြီးသွားပြီဆိုရင်ဒီအပေါ်မှာရှိနေတဲ့ save ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဟာလေးနော် save ဆိုတာနှိပ်လိုက်မယ် okay ပြီးရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ကိုစိတ်တိုင်းကြပြင်ပြီးသွားပြီဆိုရင်ဒီမှာရှိနေတဲ့ create channel ဆိုတာကိုတကယ်ချင်းတော့တစ်ချက်နှိပ်ပြီးလိုက်ပါ โอเคဒါဆိုတော့ကျွန်တော်တို့ကြည်လိုက်မယ်โอเคဒီမှာတော့ကျွန်တော်တို့ရဲ့ channel အတိလေးရသွားပြီโอเคဒါကတော့ကျွန်တော်တို့ခုနကဖွင့်လိုက်တဲ့ YouTube channel အတိလေးပေါ့နော်ဒီလောက်ဆိုတော့တငယ်ချင်းတို့အားလုံးလည်းအဆင်ပြေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ